ားလုံးမင်္ဂလာပါဖို့ပရင်စစ်ပလန်ကျူတော်ပါတယ်ကျွန်တော်တို့ဒီခိုးကားတော့ကျွန်တော်တို့ဒီပရီမီယာလိဂ်ပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ဒီယူကာဆယ်နဲ့ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီယူကာဆယ်ကမန်ချက်စတာယူနိုက်တက်ကသူတွေနဲ့ကိုပြည့်ချွေးနိုင်ရရှိခဲ့တယ်ဖိုးဝါဆယ်နဲ့သူတွေကိုပြည့်နိုင်ရရှိခဲ့တယ်ဒီပွဲမှာဆိုရင်ဒီယူကာဆယ်ကကျွန်တော်တို့ဒီဒီပွဲသူနဲ့ AC ကစားပြီး AC သူနဲ့နိုင်ရရှိခဲ့တယ်ပြောမယ့်ဆိုရင်တွန်းစောတဲ့တွင်းကိုတွေကိုကြည့်မယ်ဆိုရင်ဘာမှကျွန်တော်ခက်ခက်ခဲတူနေတယ်မရှိလာဘူးဗျတကယ်မှကျွန်တော်တို့ AC ကျွန်တော်တို့ဒီတွန်းစောတဲ့တွင်းကိုကြည့်ပဲကျွန်တော်ဆိုရင်ဘာမှကျွန်တော်တို့မပင်မဲ့ခဲ့ဘူးဗျ ဒီဘုံမှာဆိုရင်ဒီနရဲကျွန်တော်ဒီခြေစုံကြည့်မယ်ဆိုရင်တော်တော်လေးကောင်မှကျွန်တော်ဒီစပြက်ဆရာကောင်းတယ်အစသူပဲကျွန်တော်ဒီဒုတိယပိုင်းကစားပုံတော်တော်လေးကောင်မှကျွန်တော်ဒီစိုးသွားတယ်ပထမပိုင်းကစားပုံကပြမဲ့ဆိုရင်ကျွန်တော်ဒီမစိုးဆိုရင်မလဲဒုတိယမှာဆိုရင်သူတို့တင်းရဲ့ကစားပုံကိုကြည့်မယ်ဆိုရင် လုံးဝကျွန်တော် discipline ဖြစ်အောင်ခဲ့တယ်ဒီဘက်မှာဆိုရင် Newcastle ရဲ့ကျွန်တော်ဒီ losing ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Texter ဘက်ကကျွန်တော်ဒီအာ Jacob Mape ကျွန်တော် Desmond Isaac Harvey ဘက်သူတို့ပါလာခဲ့တယ် Gordon ကသူတို့နဲ့အရင်ကသူနဲ့ထိုင်ခဲ့တယ်ဒီနေရာမှာဆိုရင် Quinn နဲ့ဘက်သူတို့တင်းရဲ့အကောင်းဆုံး Quinn နဲ့ဖြစ်တဲ့ကျွန်တော်တို့ဒီ Tonelli ဘက် Kumas နဲ့ Jordan သူနဲ့ပါလာခဲ့တယ်နောက်တန်းကိုကြည့်မယ်ဆိုရင် Fabian Shaw ကျွန်တော်တို့ဒီ Dan Ban Development to Trippier ကိုသမားကကျွန်တော်တို့ဒီ Nepo သူတို့ပါလာခဲ့တယ်ပြောမှဆိုကျွန်တော်အပြောင်းအလဲသိမ့်မရှိဘူးလို့ရတယ်ဒီနေရာမှာဆိုရင်နောက်တစ်ရက်ကျွန်တော် losing ကိုကြည့်မယ်ဆိုရင်အပြောင်းအလဲသူတွေနဲ့ရှိကြခဲ့တယ်ကိုသမားနေရာမှာဆိုရင်ကျွန်တော်တို့ မှကျွန်တော်ကလည်း owner တူနေအရင်ကအောက်ထားခဲ့တယ်ဒီနေရာမှာဆိုရင်ကိုသမားကကျွန်တော်ဒီ billion တာကျွန်တော်တို့ဒီ lawin back ကကျွန်တော်တို့ဒီ armes ပေါ့လူငယ်ကသမားလေးတူနေတဲ့ပေါ်ထွက်လာခဲ့တယ်ကျွန်တော်တို့ဒီပြီးတော့ asin ကျွန်တော်တို့ဒီစက်စစ်တူနေပါလာခဲ့တယ်ကျွန်တော်နေရာကကျွန်တော်ဒီ problem မရှိဘူးဗျာဒီပွဲမှာဆိုရင်တည်းကျွန်တော်တို့ပထမကစားမှုကြည့်မယ်ဆိုရင်မစိုးဘူးလို့ပြောလို့ရတယ်ပထမမှာဆိုရင်လည်းကကျွန်တော်တို့ဒီကောင်းဆောင်ရှာမှုတွေကောင်းကံသွေးမှုတွေပြီးတော့ဒါမှမဟုတ်ကျွန်တော်အတွင်းကို တွင်းဝင်လာခဲ့တယ်။မစိုးဘူးလို့ပြောလို့ရတယ်။ဒီနေရာမှာဆိုရင်ကျွန်တော်သူတို့သိရင်ဒုတိယပိုင်းကစားပွဲကိုကြည့်မယ်ဆိုရင်တော်တော်လေးကမှကျွန်တော်တို့ဒီအချိန်လေးစိုးဝါလုံးနဲ့ဒုတိယပိုင်းမှာဆိုရင်သူတို့သင်ကကျွန်တော်ပြန်ပြန်သိရင်အီးရကောင်ထမှာဆိုရင်ဘလုံးထစ်ချက်၅ချက်ပဲရှိခဲ့တယ်။ဒါကကြည့်မယ်ဆိုရင်ဘယ်လောက်တိကျွန်တော်တို့ဒီအချိန်လေးဆိုလဲဆိုတာတိတာစေတယ်ဗျ။တိမ်ပဲတင်းရင်ကျွန်တော်တို့ဒီအေးရဖော်ထမဆိုရင်၅ချက်ဆိုတဲ့ပမာဏကတော်တော်လေးကမှကျွန်တော်တို့ဒီနည်းလုံးနဲ့ဗျ။ဒီနေရာမှာဆိုရင်ညူကာဆယ်ကိုဒုတိယမှာဆိုရင်သူတို့တင်းက ဘယ်လို့မှကျွန်တော်ဒီမရှင်းနိုင်ဘူးပထမကစားပုံကျွန်တော်ဒီမစိုးဆိုရမလဲဒုတိယမှာဆိုရင်တို့တင်းကစားပုံကတော်တော်လေးမှကျွန်တော်ဒီစိုးသွားခဲ့တယ်ဒီနေရာမှာဆိုကစားသမားတည်းရဲ့ကျွန်တော်ဒီခြေစွမ်းနဲ့လည်းစိုက်နေကစားသမားတည်းရဲ့ကျွန်တော်ဒီခြေစွမ်းတွေကအကြီးသေးတွေကဘယ်လို့မှကျွန်တော်ဒီမပြေမပြေမမီဘူးဗျာဒီနေရာမှာဆိုကစားသမားတွေကကျွန်တော်ဒီအမားတွေနဲ့အများကြီးကျွန်းလို့နေဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ဒီလေးကိုပေးခဲ့ရတယ် လေကုန်းမှာဆိုနှစ်ကိုဟာသူတို့တင်းရဲ့ကစားမတွေအမှားလို့ပြောလို့ရတယ်ဒီနေရာမှာဆိုကျွန်တော်တို့ကုမဖြစ်တဲ့ဘီနာနဲ့အာဘာဇဝီအမှားပြမဲဆိုရင်ကစားမတွေကအမှားသူနေတာကျွလို့နေဒီနေရာမှာဆိုရင်ညူကဆက်ကကျွန်တော်တို့ဒီခိုးရဖို့သူနေနဲ့ဘာမှကျွန်တော်တို့ဒီမပင်ပန်းလောက်ကစားမတွေတစ်ဖက်ကျွန်တော်တဲ့ကစားမတွေအမှားသူနေစောင့်သူနေခိုးသွင်းနေရောပဲဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီတစ်ဖက်ကကျွန်တော်ဒီယူကဆက်ကျွန်တော်ဖွင့်ကိုကျွန်တော်ဒီတူနယ်သွင်းရောကြတယ်ဆက်ဒီနေရာမှာဆိုရင်ကျွန်တော်ဒီတူနယ်သူနေသွင်းရောကြတယ်အဲကိုကျွန်တော်တို့ဖန်လီပေးကြတာကအလစန်ဒါအိုက်ဆက် တော်တော်လေးမှသူ့ရဲ့ဖန်တီးဖြစ်ဖို့တော်တော်လေးမှကျွန်တော်တို့ဒီကောင်းလေဗျာကျွန်တော်တို့ဒီချင်းခက်လို့မှကျွန်တော်ခြေကွင်းသူတွေနဲ့ခြေကွင်းနဲ့ကျွန်တော်ဒီလိုက်သူတွေနဲ့ ပကရက်ပိတိုင်းတယ်ဒီနေ့မှာတူနယ်လေးသူနေနဲ့ပြည့်ဖြော်ပြီးသူနေနဲ့သူယုံကြတယ်အမားရှိသူနေနဲ့သူယုံကြတယ်အကူလုံးဂျင်နရက်သူနေနဲ့ဦးဆောင်သူနေပြီးလဲရတယ်အဲ့နောက်မှာဆိုရင်သူတို့အတင်းကကျွန်တော်တို့ဒီခိုးရောက်သူနေနဲ့ထက်မဲ့ဒါရက်ကကျွန်တော်ခိုးယူနိုက်တက်ကကျွန်တော်တို့ဒီချစ်ပောက်ချက်ရှိသူနေနဲ့ကြိုးစားခဲ့တယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ဒီ38ရက်မှာဆိုရင်ကျွန်တော်တို့ကနာရှိသူနေနဲ့ချစ်ပါကိုသူယုံကြတယ်အဲ့ဒါကကျွန်တော်တို့ဒါလို့ကျွန်တော်ပြုတ်မှုကိုကျွန်တော်တို့ဒီကနာရှိသူနေနဲ့အပြည့်သွင်းခဲ့တယ်အကူလုံးဂျင်နရက်သူယူနိုက်တက်ကကျွန်တော်တို့ဒီချစ်ပောက်ပြန်ရရှိခဲ့တယ်ဒီဘွဲဆက်မှာဆိုရင်ဖောက်ကကျွန်တော်တို့ဒီဒါလို့တော့ဘာလို့ကလည်းအစီအမံပြေဘူးဗျဒါအပြင်ကျွန်တော်တို့ဒီ RMS RMS Plus ကကျွန်တော်တို့ဒီသူ့ရဲ့ကျွန်တော်တို့ဒီပို့ထမှာဆိုရင်သူ့ရဲ့ကျွန်တော်ခြေစွမ်းကဘာမှကျွန်တော်တို့ဒီပြောပြစရာမကောင်းကြဘူးဗျဘာမှကျွန်တော်တို့မကောင်းကြဘူးဒီနေရာမှာဆိုရင်သူ့ကိုကျွန်တော်အပြစ်တင်လို့မရဘူးကစားသမားကကျွန်တော်တို့ဒီငယ်သေးဗျအဲ့တော့ကျွန်တော်တို့အတွေ့အကြုံမရှိဘူးနားလည်ပြီးလို့ရတယ် ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဓာတ်လွင်ပြီးလို့မြင်တာကစနီကကောင်ဖြစ်တဲ့ကျွန်တော်တို့ဒီဓာတ်တော်ဘာလို့ဘလို့မှကျွန်တော်တို့ဒီနားလည်ပြီးလို့မရောဓာတ်အပြင်နောက်တန်းဒီဘက်မှာဆိုရင်နောက်တဲ့နောက်တန်းကတကယ်မှကျွန်တော်လေးမှကျွန်တော်အားနေလို့နေဒီနေရာမှာဆိုရင်ကျွန်တော်ဒီကနယူကာဆယ်ကျွန်တော်တို့ကစားမလေးကိုဘလို့မှကျွန်တော်ဒီမတားနိုင်ဘူးဓာတ်အပြင်ကွန်းလက်ဘက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီအေးစင်တော့ကကျွန်တော်တို့ဦးဟာတဲတို့ကတိုနယ်ဒီဘလို့ကူမတ်စ်တို့ဂျူလင်းနဲ့ ဒီကွင်းလေကိုကျွန်တော်တို့ဒီဘလုံးမကျွန်တော်တို့ဒီမရှင်နိုင်ကြဘူးဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီနေ့တက်ကကျွန်တော်တို့ဒီနျူကာဆယ်ကိုကျွန်တော်တို့ဒီရှေ့လေနောက်ဘလုံးမကျွန်တော်တို့ဒီမရှင်နိုင်ကြဘူးဗျာဒီဘက်ကကျွန်တော်တို့ဒီဒုတိယမိုင်းပွဲဆက်မှာဆိုရင်ကျွန်တော်တို့ဒီ49 49နှစ်မှာဆိုရင်ကျွန်တော်တို့ဒီနျူကာဆယ်ကသူနဲ့နောက်ထပ်ကျွန်တော်တို့ဒီဥဆောင်ကိုသွင်းခဲ့တယ်အဲကိုကအမဲဆိုရင်တကယ်ကိုမှကျွန်တော်တို့ဒီလွယ်လွန်းလေဗျာဒီဘက်ကကျွန်တော်တို့ဒီဂျက်ကော့မဖက်သူနဲ့ထိုးပစ်လိုက်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဟာဘန်လွတ်လွတ်ကြည့်ကြပဲကျွန်တော်တို့ဒီ ကန်ရတယ်ဒီနေရာမှာဆိုရင်ကျွန်တော်ကိုပေးလိုက်ရတယ်ဒီနေ့တကယ်ကျွန်တော်ဒီပွဲဆက်ကျွန်တော်ဒီဝဆက်ဆက်ချိန်မှသူနေနဲ့ကိုပေးလိုက်ရတယ်တကယ်ကမှကျွန်တော်ဒီ CBS ရပဲဒုတိယမှာဆိုရင်သူတို့တင်းရင်ကျွန်တော်ဒီခြေစွန်းကဘာမှကျွန်တော်ဒီ IRS တရားမရှိဘူးဗျာဘာမှကျွန်တော်ခပောက်ချီချောင်းမှုခပောက်ကန်သွင်းမှုဘလို့မှကျွန်တော်ဒီ IRS တရားမရှိဘူးပြိုင်ဘက်တင်းရင်ကျွန်တော်ဒီအေကဖမသူရငါးချိန်ခပောက်တယ်လေငါးချိန်ကျွန်တော်ဒီငါးချိန်ဘလုံးထီတယ်ဒါအပြင်ရွှေနာကတစ်ချိန်ရှိတယ် ပြမဆိုရင်ဒီပမာဏကဘလို့မှကျွန်တော်တို့ဒီလွန်တက်ပမာဏမဟုတ်ဘူးဒီနေရာမှာဆိုရင်သူတို့တင်းရဲ့ကစားပုံကတော်တော်လေးမှကျွန်တော်တို့ဒီအချိန်လေးဆိုးသွားခဲ့တယ်ဒါအပြင်ပိုဆိုးတာကကျွန်တော်ဒီဆက်စစ်သူနဲ့တန်းရရှိသွားခဲ့တယ်ဒီပွဲစဉ်မှာဆိုရင်ဆက်စည်းရဲ့ကစားပုံလေးကမဆိုးဘူးဒါပေမဲ့ကျွန်တော်တန်းရရှိသွားခဲ့တယ်လာမယ့်ပွဲစဉ်တွေမှာဆိုရင်သူတို့တင်းတဲ့ဆက်မှာဆိုရင် question တော့သုံးရဖို့ချီတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုရင် question တွေနဲ့ဆက်မလာခဲ့တယ်ဘလို့မှကျွန်တော်တို့ရှင်းဆန်းပြနိုင်ခဲ့ဘူးပြောမယ့်ဆိုရင်ကျွန်တော်တို့ဒီ question နဲ့ဥစ္စာမတိုက်ဆက်ကလာမယ့်ကျွန်တော်ပွဲစဉ်တွေမှာဆိုရင်ဂိုးရဖွဲ့သူတွေနဲ့ပို့သူတွေနဲ့ရုံးခဲ့ရတော့မယ် 육아생활을어떻게해야마수니어두운데아 60ကျွန်တော်တို့64မိနစ်မှာသူတို့နဲ့တတိယမသူနဲ့ဥဆောင်သူငယ်တဲ့တတိယဥဆောင်သူနဲ့တွင်ရောက်ကြတယ်အဲကိုမှဆိုရင်ကျွန်တော်တို့ဒီပွဲမဆွဲမာဇာဝေးအမှားပဲဘာလို့လဲဆိုတော့ဒီမာဇာအွေကကျွန်တော်တို့ဒီဘောလုံးသူနဲ့ရှင်းထုတ်ရမှာဘောလုံးရှင်းထုတ်ရှင်းထုတ်ရှင်းထုတ်သူနဲ့ပေးတင်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကဘောလုံးသူနဲ့ကိုင်းသူနဲ့တုံဆိုင်နေတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဟာဘန်ကသူနဲ့ pressure ပေးသူနဲ့ဖျက်လုသွားတယ်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဟာဘန်ကသူနဲ့တစ်ချက်သူနဲ့ဆွဲယူပြီးတော့ပိတ်သွင်းကြတယ်ကျွန်တော်တို့ဒီဘောမမတက်နိုင်ခဲ့ဘူးဒီနေရာမှာဆိုရင်နောက်တန်းကသူနဲ့နောက်တန်းကသူနဲ့မတားနိုင်လိုက်ဘူး ကိုပြီးလိုက်ရတယ်ကျွန်တော်တို့ဒီ89နှစ်မှာဆိုရင်ကျွန်တော်တို့ထပ်ကိုပြီးလိုက်ရတယ်အဲ့ဒါကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဘင်းဘင်းတိုင်းအမှားပဲဘာလို့လဲဆိုတော့ကျွန်တော်ဒီလမ်းဘောကျွန်တော်ဒီသူကလှန့်တင်ပေးတာဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီပြီးအောင်ရောက်အောင်ပေးဦး ဂျော်လင်တန်ကိုကျွန်တော်တို့ဒီချောင်းအောင်သူနေတာပေးနေဟိုကောင်ကကျွန်တော်တို့ဒီဘမကကျွန်တော်တို့တိတ်ခွန်ရမ်းမဟုတ်နည်းနည်းလေးကျွန်တော်တို့ဒီချမ်ပီယံလောက်ရရှိတဲ့ဘောကောင်းတဲ့ထီသူနေဘောလုံးသူနေပြတ်သွားခဲ့တယ်ဒီနေရာမှာဆိုရင်ဘရိုကူမတ်စ်တူနေအမှားရှိသူနေအဆုံးနိုင်ခဲ့တယ်အဲကုန်းတော့ပြမဆိုရင်လည်းကျွန်တော်တို့ဒီကိုပြည့်ချွေသူနေရှုံးပေးခဲ့တယ်ဒီဘောမှာဆိုရင်တော့ကျွန်တော်တို့ဒီခြေသွန်းကပြမဆိုရင်ဘလုံးမကျွန်တော်တို့အားစရာမရှိဘူးဒါအပြင်ကသမားတွေရဲ့ကျွန်တော်ခြေသွန်းတွေတော်တော်လေးမှကျွန်တော်တို့ဒီညံခဲ့တယ်ဒီလိုအဖြစ်ကြည့်မဆိုတော့တော်တော်လေးသူနေညံတယ် တော်တော်လေးကျွန်တော်တို့ဒီအားနည်းလို့နေဗျာဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဘယ်လိုမှကျွန်တော်ညူကာဆယ်တွေနဲ့ရှင်းနိုင်ရှင်းပြနိုင်ခြင်းချင်းမရှိတကယ်ဘူးဒါမှကျွန်တော်တို့ဒီဂျိုင်းမှာဆိုရင်သူတို့ကကျွန်တော်လိုင်းနဲ့ကဲရမယ်အဲပွဲမှာဆိုရင်သူတို့ကကျွန်တော်ဒီခြေတန်းသွားမယ်ဆိုရင်အိမ်ကွင်းမှာဆိုရင်သူတို့နဲ့ရှုံးမှာပဲဒီခြေုံပြင်မှုဆိုရင်အိမ်ကွင်းမှာကစားကစားသည့်တိုင်အောင်သူတို့နဲ့ရှုံးမှာပဲဗျာ ဒါမဲ့ဆိုရင်လက်ရှိကျွန်တော်တို့ဒီခြေစွမ်းပြင်မသူအခွင့်ကျွန်တော်တို့ဒီနှွှန်းလို့ရမယ်။လက်ရှိကျွန်တော်တို့ခြေစွမ်းခြေစွမ်းတိုင်းလိုင်းရုံအခက်ကစားကြည့်ရှုံးပါပဲ။ဒီနေရာမှာဆိုရင်ကစားသမားတွေကျွန်တော်တို့ခြေစွမ်းကဘလို့မှကျွန်တော်တို့အားစရာမရှိခဲ့ဘူး။ဒါအပြင်နီးပြရဲ့ကျွန်တော်တို့ဒီနီးပြကိုလည်းတန်ရရဝင်တန်ရရကျွန်တော်တို့ဝင်မိနေပြီ။ဘာဖြစ်လဲဆိုတော့ကျွန်တော်လာမကျွန်တော်ရာသီသစ်မှာဆိုရင်ဒီနီးပြကိုလည်းတက်ကကျွန်တော်တို့ဒီဥဆောင်နေပြမလား။နည်းနည်းကျွန်တော်တို့ဒီတန်ရရဝင်နေပြီ။ တနေ့ကျွန်တော်တို့ဒီဝင်သိနေပြီကျွန်တော်တို့ပြောမယ်ဆိုရင်နည်းနည်းကျွန်တော်တို့ဒီအတနေ့ကဝင်နေပြီဒီနေရာမှာဆိုရင်အရှိကျွန်တော်တို့သူသိရင်လူစင်းကိုတိမယ်ဆိုရင်ညက်တယ်ဆိုရင်မလဲတားကြီးကျွန်တော်တို့ဒီသုံးစားလို့မရတော့ဒီမဟုတ်သေးဘူးကြာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီစင်ပင်ကြွတော့တော့ကျန်သေးတယ်ဒီနေရာမှာဆိုရင်နီးပြားကကျွန်တော်တို့ဒီဘာမှကျွန်တော်တို့ဒီနီးပြားအပြောင်းလဲမလုံသေးဘူးလက်ရှိရှိမှာဆိုသူတို့အသင်းကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ promotion တစ်ခုကျွန်တော်အသင်းတွတ်နေရတဲ့ဆိုင်ပို့ပြီးလက်မှတ်လက်မှတ်ကျွန်တော်တို့ဒီကစားဟန်တစ်ခု ရင်ချက်ပြတဲ့ DM ဆိုရင်နီးပြကပြောမဲ့ဆိုရင်ကျွန်တော်ဒီပွဲတိုင်းပွဲတိုင်းသူနေတဲ့လောက်တန်းခါရောက်စားတယ်ဘယ်လိုမှကျွန်တော်တို့ဒီအဆင်ပြေပြောမဲ့ဆိုရင်ပွဲတိုင်းပွဲတိုင်းသူနေရုံကနေရတယ်ဒါကတော့ကျွန်တော်တို့ဒီ Newcastle နဲ့ကျွန်တော်တို့ဒီနေ့ပွဲကြောက်ရတာအခုကျွန်တော်ခေါ်ပါကိုကောင်နေပြောစစ်ရှင်းတော့ပဲလိမ့်မယ်